အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့မနက်ခင်းကနေပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ ဒါကျွန်တော်ဒီနေ့မနက်ခင်းမာနေတာကျွန်တော်တို့ Manchester United ပြိတ္တတွေအတွက်တကယ်ကိုစိတ်ဝင်စားစရာတသတင်းတွေကဆက်လက်ပြီးပြည့်နှက်နေသေးဖြစ်တယ်။တကယ်ကိုလည်းသတင်းကောင်းအနေနဲ့ကြီးပဲပြည့်နှက်နေတယ်ဆိုတော့ကလုံးဝညင်လို့မရဘူးလို့ကျွန်တော်အနေနဲ့မြင်နေ။အဲဒါဒီနေ့အေးပေါ့မြန်မာစံတော်ချိန်မနက်3:00နာရီနဲ့3:00နာရီခွဲလောက်ပတ်ချာလဲဝင်ကျင်မှာ David Austin ကဒါ Manchester United သတင်းတစ်ခုကိုဒါကျွန်တော်လုံးဝဘုံတစ်ခုအနေနဲ့ချပြခဲ့တယ်။ Manchester United ပြည်သက်တွေအနေနဲ့အခုလက်ရှိမှာဒီနှစ်ဆောင်းရာသီဟိုဒီနှစ်ပဲဆောင်းရာသီဒီနှစ်ຫນွေရာသီအပြောင်းအရွှေ့ပါဒါ ထင်လောက်လူတွေခေါ်နိုင်ပါမလားအကုန်လုံးစိုးရိမ်နေခဲ့ပြီမဲ့တကယ်အပြောင်းအရွှေ့မှာတကယ်ကိုအလွတ်လုံနေတယ်သူပြောလို့ရတယ်ဒီမှာပါတယ်အဲလက်ရှိမှာဒါကျွန်တော်တို့ဒီနှစ်ဒါပရီးမီးယားလီးဂ်ရဲ့အကောင်းဆုံးကစားသမားတွေတဲ့တယောက်ဖြစ်ပြီးဒါကျွန်တော်တို့အလေလက်သိနေတဲ့မှာကဂိုးအများဆုံးသွင်းထားတဲ့ကစားသမားတွေတယောက်ဖြစ်တဲ့ Brian Mbwembu နော် Mbwembu ကဒီနှစ်မှာဒါကျွန်တော်ပရီးမီးယားလီးဂ်90သွင်းထားတဲ့ကစားသမားဖြစ်ပြီးတော့တကယ်လည်းပြစင်စားချင်း Brentford လို့အသင်းမျိုးမှာဒါဒီလိုမျိုးဂ်90သွင်းနိုင်တယ်ဆိုတော့အင်မတန်မှလန်ထွက်ပြန်ထွက်တဲ့နံပါတ်တစ်ခုလို့ပြောလို့ရတယ်ဒီမှာပါတယ် အဲ့တော့ Brian Bamboo ကိုတီးကြတယ်မှာအခုလက်ရှိမှာကျွန်တော်အသင်းပါဝင်တာကျွန်တော် Manchester United အသင်းအသင်းတော်တော်များများကဒီနှစ်နွေရာသီမှာခေါ်ဖို့အတွက်စဉ်းစားထားတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးသူ့ရဲ့နီးပြဖြစ်တဲ့ Thomas Frank ကိုတိုင်ကဒီနှစ်ရဲ့နွေရာသီမှာတကယ်တမ်းကောင်းတဲ့ဈေးတစ်ခုသာ ပြီးရင်သူတို့အနေနဲ့ညှင်းဆန်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ Thomas Frank ကလည်းတရက်ဝင်ဒါဝန်ခံခဲ့တော့တွေ့ရမှာဒါပေမဲ့လက်ရှိမှာဒီကစားသမားကိုဘယ်သူရသွားမလဲဆိုတဲ့သတင်းကကြားရတဲ့ထက်မှာတော်တော်လေးကိုအေးသွားခဲ့ပြီးဒီကစားသမားရဲ့အပြောင်းအရွှေ့သတင်းလည်းတော်တော်လေးကိုအေးသွားခဲ့တယ်ဟိုအသင်းကလိုချင်တဲ့ဒီအသင်းကလိုချင်တဲ့အသင်းပေါင်းများစွာကလိုချင်တဲ့ဆိုတဲ့သတင်းတွေထွက်နေခဲ့ပေမဲ့ ်ဒီတဲ့င်းကတော်တော်လေးအေးသွားခဲ့ပြီဒီနေ့မနက်အစောပိုင်းမှာဒေးဗစ်အော့စတန်ကလုံးဝဘွန်ပါတစ်ခုကိုချပစ်ခဲ့တာကိုတွေ့ရပါဘောနော်အဲ့တော့ လက်ရှိမှာကစားသမားကတော့ Brian Mbeumo ကတော့ Manchester United အသင်းကိုပြောင်းရွှေ့ခြင်းကြောင့်တရားဝင်တူတူနေနဲ့ဒါကြောင့် Channel Club တွေကိုအသိပေးလိုက်ပြီးဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါကျွန်တော်တို့ Liam Delap လို့ပဲပေါ့နော်။လက်ရှိမှာဒါကြောင့် Brian Mbeumo အနေနဲ့အခုလက်ရှိမှာသူ့ကိုစိတ်ဝင်စားတဲ့ club တွေကမှ Manchester United အသင်းကိုသူကရွေးချယ်လိုက်ပြီးဖြစ်ပြီးတော့သူအနေနဲ့ Manchester United အသင်းကိုဒါပြောင်းရွှေ့ခြင်းကြောင့်ကိုဒါတရားဝင်ဒါလက်ရှိမှာစိတ်ဝင်စားတဲ့ club တွေကိုဒါကျွန်တော်တို့ အဲပြောချလိုက်ပြီလို့သိရတယ်မဟုတ်ပါအဲ့တော့လက်ရှိမှာဒါ Brian Mbombo ကိုတရားဝင်ချိတ်ဆက်ပြီးတရားဝင်စိတ်ဝင်စားနေတဲ့ကလပ်ကဒါကျွန်တော်တို့ Manchester United အပါအဝင်ကျန်တဲ့ကလပ်၃ခုရှိတယ်ဆိုတာကို David Austin ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးထားတာကိုတွေ့ရမယ်အပထမဆုံးကလပ်ကဒါ Aston Villa အသင်းဖြစ်ပြီးဒုတိယအသင်းကတော့ဒါကျွန်တော် Newcastle United ဖြစ်ပြီးတော့တတိယအဆုံးဆို Aston Villa မဟုတ် sorry Arsenal အသင်းဖြစ်ပြီးဒါကျွန်တော်ဒုတိယအသင်းက Newcastle United တတိယအသင်းကဒါကျွန်တော် Spurs ပေါ့အဲ့တော့ဒါ London အသင်းနေနဲ့ Newcastle အသင်းတွေကိုကြော်ပြီးတော့ Manchester United အသင်းကိုပဲရွေးချယ်ခဲ့တယ်ဆိုတဲ့အကြောင်းကို Brian Mbombo ကကျန်တဲ့၃သင်း ်ကိုတရားဝင်အသိပေးခဲ့တယ်ပေါ့နော်ဒီ25နှစ်သားအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းကိုဒီနှစ်ညရာသီမှာဒါပြောင်းရွှေ့နိုင်မှုတွေအခုလက်ရှိလှုပ်ဆောင်နေတယ်လို့ကြည်ရတယ်မှာပါအဲ့တော့လက်ရှိချိန်မှာဒါ Manchester United အသင်းဘက်ကကစားသမားနေကိုဒါကျွန်တော်အသင်းနဲ့ကောဒါတရားဝင်သဘောတူညီမှုမရသေးဘူးလို့သိရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းအနေနဲ့လေဒါများမကြိုင်ရက်သက်တဲ့ဘက်များမကြိုင်ရင်ဒါကျွန်တော်တို့ ရပိုင်းအတွင်းမှာ Brandfu နဲ့လည်းတရားဝင်စကားပြောနိုင်မယ်လို့ဒါ David Austin နေနဲ့ယူဆတယ်။အခုချိန်ထိဒါတရားဝင်ပြောရမယ်ဆိုတော့ဒါကစားသမားကသာ Manchester United အသင်းကိုရွေးချယ်လိုက်တာဖြစ်ပေမဲ့ဒါ Manchester United အသင်းကလက်ရှိမှာ Brandfu နဲ့တရားဝင်စကားပြောထားခြင်းတော့မရှိသေးဘူးဆိုတဲ့သဘောဖြစ်သွားတော့ဒါဒီကစားသမားကိုခေါ်မယ်ဆိုရင်တော့ဒါ step တွေလူသေးတယ်ဘုနော်ဒါအစ်စ်တွေအစ်စ်နေတာနည်းနည်းလေးတော့လူသေးတယ်ဆိုတဲ့သဘောအဲ့တော့လက်ရှိမှာဒါ Manchester United အသင်းကဒါပြောရမယ်ဆိုတော့ပုံကူကြီးရသဘောတူညီမှုပုံစံမျိုးရသွားတယ်လို့ပြောလို့ရတယ်ဘုနော်ဒါကစားသမားရဲ့ဒါခေါင်းညှိမှုကို Manchester United အသင်းကခံလိုက်ရတယ်ဆိုတဲ့သဘောအဲ့တော့ဒီက ာသမားကလက်ရှိမှာဒါပြောစရာမလိုတာပရီးမီးယားလိမှာဒီနှစ်မှာနံပါတ်ကို double digit double digit ကိုမှတာကျွန်တော်တို့ double 90တွင်းထားတဲ့ကစားသမားတယောက်ဖြစ်တော့ကျွန်တော်တော်တော်လေးကိုမြင့်မားတဲ့ scale ရှိတဲ့ကစားသမားဆိုလုံးဝညင်းစရာမလိုဘူးအဲ့တော့အမှန်တမ်းပြောကျွန်တော်တို့ Brian Ambon ကိုတော်တော်လေးကိုကြိုက်တဲ့ကစားသမားတယောက်ဖြစ်တယ်ဒါ Yaren Wissa နဲ့သူနဲ့ဆိုရတာကျွန်တော်တို့ Brentford ရဲ့ counter attack game မှာဒါ Ivan Toney မရှိရတဲ့ဘက်မှာတကယ်ကိုဥဆောင်မှုတွေကိုမြင်းများဆဆရတဲ့တိုက်စစ်မှုတွေဆိုတာလုံးဝညင်းစရာမလိုအဲ့တော့ဒီကစားသမားကဒါကျွန်တော်တို့ Matthew S Corner လို့ပဲဒါကျွန်တော်တို့လက်ရှိမှာနေရာစုံမှာဆော့နိုင်တဲ့ကစားသမားတယောက်ဖြစ်တယ် Center forward left wing right ဝင်နေရာစုံမှာတော်တော်လေးကိုစောင့်နိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်အဲ့တော့ Manchester United ဒီနေ့ရဲ့ဒုတိယမြောက်ခေါ်ယူမှုက Brian M1 ပုံများဖြစ်လာတော့မှကျွန်တော်တို့ချက်တော့ဆောင်ကြဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်တို့အခုလက်ရှိစိတ်ဝင်စားမှုတွေဘာညာပြောခဲ့ပြီးပြီ David Austin ကိစ္စတွေပြောခဲ့ပြီးပြီဆိုတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒီဒီလေးနည်းနည်းပြောနံပါတ်တွေကြောင်းပြောအဲ့တော့ Brian M1 ပုံကဒါကျွန်တော် Thomas Frank ရဲ့ဒါကျွန်တော် Brentford အသင်းနေနဲ့ဘယ်စည်းသတ်မှတ်မလဲဆိုတော့ကျွန်တော်လည်းလေးပြောဖို့လိုတယ်အဲ့တော့ Brentford အသင်းကဒါကျွန်တော်သိရတော့ဘော Brian M1 ပုံအတွက် ပေါင်သန်း60ဒါကျွန်တော်ဈေးစာသတ်မှတ်ထားတယ်လို့သိရတယ်မှာပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ပြတ်သားတယ်ပေါင်သန်း60เนาะပေါင်သန်း60ဆိုရင်တော့ဒါဘရက်ဖို့အသင်းရဲ့ဒါတောင်မယ်ကစားသမားတိုက်စင်မှုကစားသမားကိုမန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့သိရတယ်မှာပါအဲ့တော့ပြတ်သားတယ်နှစ်ဖက်အသင်းကလည်းပြတ်သားအဲ့တော့ဘရက်ဖို့အသင်းနဲ့ဒါကျွန်တော်တို့ဒါခေါ်စည်းဖြစ်ပြီးယူနိုက်တက်ဘက်ကဒါဒါကျွန်တော် offer တစ်ခုအနေနဲ့လာမယ်ဆိုရင်ဒါကိုတစ်ချက်တော့စောင့်ကြည့်သွားမယ်ဆိုတဲ့အကြောင်းသိတာတယ်မှာပါတယ်အဲ့တော့ကစားသမားကိုယ်တိုင်ကလက်ရှိမှာသူ့ရဲ့မိခင် club ဖြစ်တဲ့ဒါကျွန်တော် Brentford အသင်းကနေပြီးတော့တရားဝင်ထွက်ခွာခြင်းနေပြီးဖြစ်တဲ့အတွက်ကြောင့် ့မို့ဒီအပြောင်းရွှေ့ကမြန်မြန်ဆန်ဆန်ဖြစ်လာဘူးအဲပြောချင်တာဗျအဓိကတော့ဒါကစားသမားနဲ့ Manchester United အသင်းကဒါ easy going ဖြစ်နေပြီတွေ့ရောအသင်းနှစ်သင်းကြတာသဘောတူညီမှုတစ်ခုလိုတယ်အဓိကစားသမားအနေနဲ့အခုလက်ရှိမှာအသင်းကိုလည်းဒါကျွန်တော်တိတလောက်ကပေါ့နော် Brentford အသင်းကိုလည်းသူ့အနေနဲ့ဒါ United အသင်းကိုသူရွေးချယ်ထားကြောင်းတရားဝင်အသိပေးထားခဲ့ပြီဖြစ်ပြီးတော့သူ့အနေနဲ့ Brentford အသင်းမှာရေရှိမှာကစားလူတော်တဲ့အကြောင်းကိုတရားဝင်အသိပေးထားပြီအဲ့တော့တေချာတစ်ခုက Brentford အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းကိုပြောင်းပေးဖို့အတွက်သူတို့အနေနဲ့ solution တစ်ခုလောက်ရမယ်လို့သိရတယ်မှာပါတယ်တို့ပြင်မဲ့တော့ညာလေဒါခုနကပြောတဲ့ Brentford အသင်းတွေနဲ့အခုလက်ရှိမှာတို့အနေနဲ့တို့ရဲ့ပထမဆုံးခေါ်ဈေးကတော့ Manchester United အသင်းအနေနဲ့ဒါကို respect လုပ်သွားနိုင်မယ်လို့သူတို့နည်းမြင်တယ်။အဲ့တော့ Manchester United ရဲ့ပထမဆုံးကန့်လှမ်းမှုဘယ်လောက်ဖြစ်လဲ။အဲ့တော့ Manchester United အနေနဲ့ပထမဆုံးကန့်လှမ်းမှုဘာချာလုပ်ဖို့တည်းဆိုင်အခုလက်ရှိမှာကစားသမားနဲ့လောက်ခလာစာနဲ့ဒါကျွန်တော်တို့စာချုပ်ပုံစံမျိုးဒါပြီး pass နဲ့ agreement အပြည့်ယူပါမယ်။အခုလက်ရှိမှာကျွန်တော်သိသလောက်ပေါ့နော်။ David Austin article အပြည့်ဖတ်ရတော့ဆိုသူတို့အနေနဲ့နှုတ်အားဖြင့်သဘောတူညီမှုကစားသမားနဲ့ပဲရထားတာ။အဓိကကစားသမားရထားရဲဆိုလေကစားသမားဘက်ကပဲအဓိကခေါင်းငြိမ်ထားတာ United ဘက်ကအဒီဒီယာကိုဒီကစားသမားကိုဒါစိတ်ဝင်စားတယ်။ဒါကျွန်တော်ခေါ်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုပဲသွားမိ ထားတာဖြစ်တယ်ဒီနေရာမှာဒါကျွန်တော်တို့ Brian M1 ပိုကဒါခုနပြောသဖြင့်ပုံကိုကြီးရသဘောတူညီမှုကောင်းကြီးတယ်ဆိုတော့ Okay ဒါရှိတဲ့ club ၄ခုထဲမှာဒါ Manchester United အသင်းကိုပဲသူရွေးချယ်လိုက်ပြီဆိုတော့ပုံစံမျိုးကိုသူ့အနေနဲ့ဒါလက်ရှိမှာဒါရွေးချယ်လိုက်တယ်ဆိုတော့အဲ့တော့အများကြီးဝက်ကွန်လောက်အောင်မဒါကျွန်တော်တို့ David Austin ပြောပုံရဆိုရင်ဒါအ ਨੇ ဆုံးဒီတစ်ပတ်အတွင်းမှာပြီးဖို့ဆိုရင်တော်တော်လေးဝက်ကွန်လောက်အောင်လုပ်ရမယ်လို့ကျွန်တော်အနေနဲ့သိတယ် တော့ walk on ရတာအများကြီးအများကြီးလောက်အောင်မယ်အဓိကတခုနပေါ်သဘဲကစားသမားနေလေတာဘယ်နဲ့ဆိုချုပ်ချုပ်မှလေလဆာဘလောက်ယူမှလဲဆိုတဲ့ဥစားလေတာ walk on လောက်အောင်မယ်အဓိကနောက်တစ်ခုကတော့ကျွန်တော်လက်ရှိမှာ အသင်းနဲ့သင်ကြားလဲစကားပြောတယ်ဒါပေမဲ့အဓိကအရင်းညောင်းဘာဘာနဲ့တော်တူလဲဆိုခမရကိုခမရသိချစ်တဲ့ကောင်မလေးရဲ့ကောင်လေးဒီကြားလေးကခမရကိုရွေးလိုက်ပြီးခမရဒါကူရင်ဆိုင်ဖို့အတွက်ခမရကိုခမရပဲလူတော့တယ်ဆိုတဲ့ပုံစံမျိုးပဲလူအဲ့တော့ဒါမှမဟုတ်ဆိုပဲချစ်တဲ့ကောင်မလေးကတော့ရွေးပြီးပြီးခမရဒီဟာဒီကျွန်တော်ဒါခုနကလမ်းမှာရှိတဲ့အဲအသားစီးတွေကိုရင်ဆိုင်ဖို့ခမရတောင်းဖို့ပြအဲ့တော့ကျန်တဲ့ကိစ္စကကျွန်တော်မြင်ရပြောမယ်ဆိုလက်ရှိမှာကစားသမားတော့ခေါင်းညှိလိုက်ဖြစ်ကြောင်း United ကပဲကျန်တဲ့ကိစ္စလိုက်လို့အောင်မလို့မြင်တယ်ဒါ David Austin ပြောပုံရဆိုတော့ဒီကိစ္စကတော့လွယ်ကူမှာမဟုတ်သေးဘူးဒါပေမဲ့လက်ရှိမှာ ပါတီနှစ်ခုလုံးကတော့ကျွန်တော်တို့ဒီကိစ္စအမြင်ပြပြဖို့တော့မျောလင့်နေဒါခုနကပြောဆို United အသင်းနဲ့ခုလက်ရှိမှာကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီလို့တပြိုင်တည်းမှာယူအောင်မှဖြစ်သလိုဒါလက်ရှိမှာအသင်းနှစ်သင်းကြားလက်ထပ်ပြီးတော့ဆွေးနွေးရအောင်ဖြစ်တော့ United ဘက်ကတော့ပထမဆုံးကန့်လတ်မှုနဲ့ကျွန်တော်လှုပ်လာနိုင်တဲ့မြင်တဲ့ပမာဏကိုပြောပါဆိုရင်ပေါင်တန်း40 plus 5တန်း45တန်းနဲ့ package လောက်နဲ့လှုပ်ဖို့ရှိတယ်ဒါကူလေဒါကျွန်တော်ခုနကပြောဆို Brandford ကညှင်းပယ်သွားဖို့ရှိပြီးတော့ဒါဒုတိယမြောက်ကန့်လတ်မှုဒါကျွန်တော်မြင်ကြည့်တော့မနော်ဒါကျွန်တော်တို့ ပလီဇာ5 +5 90လောက်မှပဲ all okay သွားနိုင်တယ်လို့မြင်နေဒီပြောင်းရွှေ့ကကျွန်တော်ထင်တာဖြစ်သွားမယ်လို့မြင်နေ Brian Amoo က Manchester United အသင်းရဲ့ကစားသမားအသစ်ဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်ဒါပေမဲ့ခုနကလက်ရှိမှာဒီ Cameron သားကတော့လက်ရှိမှာ Manchester United အသင်းမှာ Manchester United အသင်းကိုရွေးချယ်လိုက်တယ်ဆိုတာကတော့ ပြည့်တတ်တွေအတွက်တကယ်ကိုပျော်ရွှင်စရာဖြစ်တယ်ဗောနော်တကယ်ဘုဒ္ဓအဲကြောင့်ဘုဒ္ဓဒါလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါ Twitter မှာပြောနေကြ United အသင်းနဲ့ဒါ Champion League လည်းမလိုဘူးဒါထင်တာဘာလို့လဲဆိုရင် Europa League လည်းမလိုဘူးတကယ်တမ်းဒီအသင်းကတကယ်တမ်းကစားသမားကိုခေါ်ခြင်းခေါ်လို့ရတယ်ဆိုတဲ့ပုံစံအဲ့တော့ United အသင်းက United အသင်းမှာပဲဒါကျွန်တော်တို့ဆွဲအားဗောနော်ဒါကစားသမားဆွဲအားကတကယ်ကိုကြောက်ခမဲလိလိပါဘာမှတစ်ခါကျရင် United အသင်းဖြစ်နေတာကိုယ်တိုင်က of course တွဲကူနေတာပါပဲအဲ့တော့ခုနပြောဆိုကိုရီသင်းကဒီလိုနေရာမှာနောက်ကောက်ကြခဲ့ပြန်ပြီလို့ပဲဆိုရမယ်တဲ့မှာပါတယ်ဘယ်လိုပဲပြော Prime Amber မို့အနေနဲ့ဒါ Manchester United အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဒါကျွန်တော်၃ပုံ၃ပုံလောက်ကတော့ B စုံနေပြီလို့ပြောလို့ရတယ်ကျန်တဲ့၃ပုံ၃ပုံကတော့ Manchester United အသင်းဘက်ကနေပြီးတော့လှုပ်ဆောင်ဖို့လုပ်တယ်လို့မြင်တယ်လို့ပြောရင်လည်းပဲအားလုံးပဲဒါ United ပြည်သက်တွေကောင်းသောမနက်ခင်းလေးဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စုံမုံကောင်းတောင်းပေးလိုက်ရပါတယ်အားလုံးကြွတူပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဒီနေရာကစုံမုံကောင်းတောင်းပေးပါတယ်အဲ့တော့ But issue, so, you you know, shoot in there, so ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media that he points it? Right? တီဗီ4ကြီးတို့မှာကျင်းလို့ဆိုတော့အပေါင်းကိုညွှန်ပြရပါတယ်။မြန်မာပြည်လက်ကလစ်ဖုံမမိကြပါနဲ့။အောက်ကကွန်မန်ဒီတဲမှာလည်း Youth Sport Media 3.0ဆိုတော့ねတီဗီ4ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြုမှတ်တော့ကိုညွှန်ပြလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖုံမမိကြပါနဲ့။အောက်ကကွန်မန်ဒီတဲမှာလည်း Youth Sport Media 3.0ဆိုတော့ねတီဗီ4ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြုကျွန်တော်မှတ်တော့ကိုညွှန်ပြလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖုံမမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြွ ူပါတယ်ကောင်းမွန်သောနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့တေးပါဗျာ